ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြပြသွားမှာပါနိုင်ငံတကာသတင်းကိုတော့ကျွန်တော်တို့မြေရှားတပ်ထုအကြောင်းနဲ့ဆက်ရအောင်ပါအမေရိကန်သမ္မတဒိုနယ်ထရမ့်ကအမေရိကန်ဒေါ်လာ8.5ဘီလီယံတန်ဖိုးရှိတဲ့မြေရှားတပ်ထုတွေဝယ်ဖို့အတွက်ဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်ဘနီစ်နဲ့ဒီစာချုပ်ချုပ်ဆိုလိုက်ပါတယ်သမ္မတထရမ့်ကဩစတြေးလျဝန်ကြီးချုပ်အန်တိုနီကိုအောက်တိုဘာလ20ရက်နေ့တနင်္လာနေ့ကအင်ဖြူတော်မှာလက်ခံတွေ့ဆုံပြီးတော့သတင်းမီ ရာတွေရှိမှာပဲလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။သဘောတူညီချက်အရတော့အမေရိကန်နဲ့ဩစတြေးလျနှစ်နိုင်ငံလုံးဟာလာမယ့်6လအတွင်းမှာမြေရှားသတ္ထုဒုဖော်ရေးနဲ့တန့်စင်ရေးလုပ်ငန်းတွေမှာဒေါ်လာဒီ1ဘီလီယံပေါ့လေ1ဘီလီယံစီထည့်ဝင်သွားကြမှာဖြစ်ပါတယ်။ဒီစီမံကိန်းကိုဩစတြေးလျနိုင်ငံမှာအကောင့်ထည့်ဖို့မှာဖြစ်ပါတယ်။အာစီမံကိန်းမှာတော့အုပ်စု3ခုပါဝင်မှာဖြစ်ပြီးတော့အမေရိကန်ဩစတြေးလျဖက်ဆက်စီမံကိန်းကတစ်ခု။ဩစတြေးလျတည်တပ်စီမံကိန်းကတစ်ခု။နောက်ပြီးတော့ အမေရိကန်ဩစတြေးလျဂျပန်ဖက်ဆက်စီမံကိန်းကတစ်ခုပါဝင်တာဖြစ်ပါတယ်ဩစတြေးလျနိုင်ငံမှာရှိတဲ့8.5ဘီလီယံတန်ဖိုးရှိတဲ့မြေရှားသတ္တုတွေကိုတူးဖော်တန်းစင်ကြမှာဖြစ်ပါတယ်အမေရိကန်ဟာဒီလျှက်စစ်ကားနောက်ပြီးတော့ဖုန်းပေါ့လေဖုန်းတွေကွန်ပျူတာတွေစတဲ့ electronic ပစ္စည်းတွေနဲ့ဒီလေအားအတာပိုင်တွေနောက်ပြီးတော့ solar cell အာ lithium battery တွေနောက်ပြီးတော့ lcd မော်တာတွေစတဲ့ဒီခေတ်မီနည်းပညာပစ္စည်းတွေကို ထုတ်လို့ရမှာ မရှိမဖြစ်လိုအပ်တဲ့မြင်းရှားတတုကိုတရုတ်အပေါ်မှာမိခိုနေရမှုကိုရှော့ချနိုင်အောင်စူးစမ်းနေတာလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံကမြင်းရှားတတုတင်ပို့တာနဲ့ပတ်သက်ပြီးတော့ကန့်သက်မှုအသစ်တွေကိုထပ်လုပ်ပြီးအဲထပ်လုပ်နေပြီးတော့ဒီအမေရိကန်ကတရုတ်ပို့ကုန်တွေကိုနောက်လာအစပြီးတော့တရားရာဂိုင်းတော့အခွန်ကောက်ဖို့လုပ်နေတဲ့အချိန်မှာဒီသဘောတူညီချက်ကိုလက်မှတ်ရေးထိုးလိုက်ကြတာပဲဖြစ်ပါတယ်။ ဒုတိယကတော့ Ukraine စစ်ပွဲသတင်းတပုတ်ပါဆိုတော့ Ukraine drone တွေဟာရုရှားနိုင်ငံကကမ္ဘာအကြီးဆုံးတဘာဝဓာတ်ငွေစက်ရုံတွေက တခုပေါ်ပေါ့လေကြာရောက်ပြီးတော့စက်ရုံကရက်ဆိုင်သွားခဲ့ရပါတယ်။တနင်္ဂနွေနေ့ကပြစ်လို့လိုက်တဲ့ drone တွေဟာရုရှားနိုင်ငံတောင်ပိုင်းမှာရှိနေတဲ့ကာဇက်စတန်ရုရှားနဲ့ကာဇက်ဒေသကတဘာဝဓာတ်ငွေတွေကိုပြုပြင်တန့်စင် ထုတ်လုပ်တဲ့စက်ရုံကိုထိမှန်ပြီးတော့စက်ရုံရဲ့အစိတ်ပိုင်းတချို့မီးလောင်သွားခဲ့တာပဲဖြစ်ပါတယ်။ အိုရင်ဘတ်လို့ခေါ်တဲ့ရုရှားအစိုးရပိုင်တဲ့ကုမ္ပဏီကလည်းပတ်နေတဲ့ဒီဆက်ယုံဟာရုရှားအနေနဲ့ရောကမ္ဘာအတိုင်းအတာအရပါ အကြီးမားဆုံးဆက်ယုံတွေထဲမှာပါဝင်ပြီးတနစ်ကိုတဘာဝဓာတ်ငွေအရေးကုဘမီတာ 45ဘီလီယံထုတ်လုပ်တဲ့စက်ရုံဖြစ်ပါတယ်။ Casas Ana ပိုင်းတွေရဲ့အဆိုအရတော့ဒီ drone တိုက်ခိုက်မှုဟာဆိုလို့ရှိရင်အလုံယုံတစ်ခုကိုထိခိုက်ပြီးတော့မီးလောင်သွားတဲ့အတွက်လုပ်ငန်းတွေရပ်ဆိုင်ထားရပါတယ်။ Russia ရဲ့စစ်အုံစည်းတွေကိုအဓိက ပံ့ပိုးပေးနေတယ်ဆိုပြီးတော့လောင်စာဆီထုတ်လုပ်မှုတွေကိုယူကရိန်းကမကြခင်လတွေအတွင်းမှာပဲပြစ်မှတ်ထားတိုက်ခိုက်လာတာပဲဖြစ်ပါတယ်။အောက်တိုဘာလ18ရက်နေ့အိမ်ဖြူတော်မှာအမေရိကန်သမ္မတဒိုနယ်ထရမ့်နဲ့ယူကရိန်းသမ္မတအာဗိုလိုဒီမာဇယ်လန်စကီတို့တွေ့ဆုံရမှာတော့ယူကရိန်းကတောင်းတဲ့ဒီတာဝေးပစ်ပဲ့ထိန်ဒုံးကြီးတိုမာဟော့ခ်တွေပေးဖို့သမ္မတထရမ့်ကညှင်းဆိုခဲ့ပြီးတဲ့နောက်မှာဒီတိုက်ခိုက်မှုတွေဆက်ရှိနေတာပဲဖြစ်ပါတယ်။ ာဇာကမ်းမြောင်ဒေသမှာတော့အပြစ်ခတ်ရစဲရေးပြက်ပြီးတဲ့နောက်မှာဒီအပြစ်ခတ်အပြစ်ရက်ပေါ့လေသဘောတူညီချက်ကိုပြန်လည်ထိမ့်သိမ်းသွားမယ်လို့အစ္စရေးကပြောပါတယ် အာဟာမတ်တွေကသဘောတူညီချက်ကိုချိုးဖောက်ပြီးတော့ဂါဇာတောင်ပိုင်းယာဖာဒေသမှာရှိတယ်အဲ့ဒီယာဖာမှာရှိတယ်အစ္စရေးတပ်ဖွဲ့တွေကိုတင်းဖြတ်ဒုံးကျည်တွေနဲ့ပစ်ခတ်လို့အစ္စရေးစစ်သား၂ယောက်သေဆုံးခဲ့ရတယ်လို့အစ္စရေးဘက်ကဆွဆွဲခဲ့ပါတယ်ဒီဆွဆွဲချက်နဲ့ပတ်သက်လို့ဟာမတ်တွေကသူတို့ဘာမှမသိရဘူးလို့ထုတ်ပြန်ပါတယ်အဲ့ဒီနောက်တနင်္ဂနွေနေ့ညနေပိုင်းမှာတော့ဂါဇာတလျှောက်မှာဒီအစ္စရေးကလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာပါဆေးရုံရဲ့ ဲ့သတင်းအရေးမြစ်တွေအရဆိုလို့ရှိရင်တော့ဒီအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လူ44ယောက်သေဆုံးခဲ့ရပါတယ်။ညပိုင်းမှာတော့အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ကအပြက်ခတ်ရစဲရေးကိုဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပြီးတော့ချိုးဖောက်မှုတွေကိုအခိုင်အမာတုံ့ပြန်သွားမယ်လို့ကြေညာချက်ထုတ်ပြန်ပါတယ်။အမေရိကန်ရဲ့ဂျာဝင်စစ်ဆန်မှုနဲ့အစ္စရေးနဲ့ဟာမတ်စ်တို့အကြားမှာအပြက်ခတ်ရစဲရေးသဘောတူညီမှုကိုအောက်တိုဘာလ10ရက်နေ့မှာအာစတင်ခဲ့ပြီးတော့ပြစ်ခတ်မှုတွေကိုချက်ချင်းရက ်ခဲ့ပါတယ်။အဲ့ဒီနောက်ဟာမတ်စ်ကအစ္စရေးဒီတရားခံတွေနဲ့တေဆုံးသူ12ယောက်ရဲ့ရုပ်ကျွင်းတွေကိုပြန်လည်ပေးအပ်ခဲ့ပါတယ်။အစ္စရေးကဒီပါလက်စတိုင်းအကျဉ်းသား250နဲ့ဂါဇာမှာထိမ့်သိမ်းထားတဲ့လူ1918ယောက်ကိုလွတ်ပေးခဲ့ပါတယ်။ပါလက်စတိုင်း15ယောက်ရဲ့ရုပ်ကျွင်းတွေကိုလည်းပြန်ပေးခဲ့ပါတယ်။